ရင်းနေပြည်နယ်မော်ချီဒေတာမှစစ်တပ်ကအော်တိုဝါလာ22ရက်နေ့မှာဘောလုံးစစ်တမ်ကင်းထောက်များအုံပြုပြီးတဲ့နောက်လေကြောင်းတက်ခတ်မှုတွေပြုလုပ်လာတယ်လို့ဒိတာခန့်တွင်နေစီရီတည်င်းအရေးမြင့်တွေကအတည်ပြုပြောကြားခဲ့ပါတယ်။မနေ့ကမော်ချီခဲမဖြူဖားဆောင်တဝိုက်မှာဝိုင်းတွယ်ကင်းထောက်နေရင်နဲ့အတူအဖြူရစပိုင်ဘောလုံးလို့ယူဆရတယ်။မိုးပြေပူပေါင်းကင်းထောက်တလုံး ပြန်ဝဲခဲ့တာကိုတွေ့ရတယ်လို့ဒီတာခန်တွေက ပြောပါတယ်။အဲဒီနောက်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့ဖားဆောင်တဒါအနေနဲ့ခဲမဖြူမှရှိတဲ့နေရာတချို့ကိုဘုံကျဲတက်ခိုက်မှုပြုလုပ်သွားခဲ့ပြီးအထိခိုက်အပျက်စီးဆုံးရှုံးမှုတွေကိုမတရားတည်ဘူးလို့စီရီတည်င်းအရေးမြစ်တွေကပြောပါရယ်။ မော်ချီမြုပ်က2025ခုနှစ်အတွင်းမှာပင်စစ်တပ်ကအရတောင်းတွေကိုပြင်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်ဘုံကျဲမှု၁၀ကျင်းဝန်းကျင်ပြုလုပ်ခဲ့ပြီးဒီရခန်၄၀ထပ်မင်းတေဆုံထားပြီးတော့အထက်ပါကင်းထောက်လေရင်နဲ့လေဘောလုံးကင်းထောက်မှုတွေကိုတွေ့ရတဲ့အတွေ့ဒီရခန်တို့လေကြောင်းတိုက်ခိုက်မှုတွေအတွေ့စိုးရင်နေကြရပါတယ်စစ်တပ်ကစပိုင်ဘောလုံးလိုယူဆရတဲ့မိုးပြဲပူပေါင်းများနဲ့ ကိန်းထောင်မှုတွေကိုမကွေ စကိုင်းနဲ့မန်းလေးအနီးပတ်ဝန်းကျင်တို့မှာအသုံးပြုနေတယ်လို့မီဒီယာများတွေဖော်ပြထားချက်အရာသိရှိရပါတယ်ရှင်။